အလုံးမမင်္ဂလာပါရှင်စုစုလေး channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဇူဟာဇူရန်ကြိုက်တင်ကထမင်းနယ်လေးကိုလောက်ပြမှာဖြစ်ပါတယ်ရှင်ပထမဆုံးငခုငါအသားပြားလွာကိုစပလင်းစနွေးမုံစာနေငယ်စီတဇွန်နဲ့အရင်ဆုံးပြုတ်ထားပါတယ်ငါချက်ပြီဆိုရင်ဒီလိုလေးပြင်ဆင်ထားပြီးတော့ငါထမင်းနယ်လောက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ထားပြီးထမင်းစားချက်ပါရမယ်ရှင် ဆန်စီစီလေးရဖို့အတွက်ထိုင်းဆန်၅လုံး၊ကောင်းချင်းဆန်တစ်ခွက်ကိုသုံးပါမယ်ရှင်။ဆန်ဆန်၆လုံး၊သမင်းချက်တလို့ပဲ။ရေ600နာမထားပါတယ်။ဒါစီနှစ်စုံ။ငံပြားရည်တစ်စုံ။ဆန်မင်းငယ်။စနေမောတစ်စုံ။ ခန်းကြည်ဒီနှလုံးကိုအစီထုတ်ထားပါတယ်အာလူတလုံးကိုဒီလိုစီထားပါတယ်ပြီးွားရင်အဲ့ဒါကိုကုန်းရောသမားမှွေပါမယ်နော်မှွေပါပြီးဒီအာလူတွေခန်းကြည်ဒီကဝိတ်တက်လာတဲ့အတွက်ရေကိုနည်းနည်းလေးဒီလိုစုံစားတော့ပို့ခဲ့ပါမယ် ရေစုံပို့ထည့်လိုက်ပါပြီးရင်အလူလေးခန်းချီစီရောရေအောင်မှနည်းနည်းလေးညှုပ်အောင်ထားပြီးတော့သမင်းကိုတည့်သလိုချက်လိုက်ပါမယ်နော်သမင်းချက်ပြီဆိုရင်ဒါမျိုးအနေထားပါတရားပါဝင်ပစ္စည်းတွေပါသမင်းပေါင်းနဲ့ချက်ထားရဲ့သမင်းကန်ဂျင်လေးရဒီလိုအဖတ်လိုက်လေးဖြစ်နေတဲ့သူ့ကိုအခွန်လေးတွေဖယ်လိုက်ပါမယ်အထက်ကအနှစ်ပဲယူမယ်ဆရာကငါ့ကိုဆွနွေးမုံနဲ့ မက်ရှရွန်းစီစနင်အရသာမှုန်နဲ့ဇပလင်လေးနဲ့ပဲစိတ်ထားတာပါတတော်မိတ်ဒါပဲပုတ်ကိုမီလီခဏกินပြီးတော့ဘလန်ဒါနဲ့အမှုန်စိတ်ထားတာပါချစ်တွန်ဖြူစီချက်ဒါဂျူးမြက်ကြော်ပါခန်းကျင်သည်အပေါ်ရန်အဖက်လေးတွေကိုဖယ်ပြီးွားရင်အထက်ကအသားကိုဝင်ယူမယ်ပြီးငါးထည့်မယ်ပေပောအမောတစုံ ใส่นะซองลองที่แท้เลยอ่ะไหนสีเสื้อแท้ไปมั้ยตาเราจีบแล้วแท้ป่ะเนาะนะซองต้องซองเตลีเนาะตาก็ใส่ตะลงแท้ไปแล้วงาโอชีที่มาอาลูเยชีอ่ะอาลูเยชีป่ะงั้นปลายนี้ติซองแท้ไปมั้ย ခန်းခန်းချင်းဒီနည်းနည်းလို့နဲ့ခန်းချင်းဒီဆက်ထည့်ပေါ့နော်မန်းခန်းချင်းဒီကိုအိုးနဲ့တက်တက်ပြုတ်ပြီးတော့ဟိုအခွန်ခွာထားရင်တော့ပိုကောင်းတာပေါ့နော်ဒါအလွယ်နည်းကိုလုပ်ပြတာနော်ကိုအိမ်မှာဟိုလွယ်ညံညံနဲ့လွယ်လွယ်လေးရအောင်လုပ်ပြတာဟိုကြတော့တကယ်ရှမ်းမှာရှမ်းသမင်းနဲ့ကြတော့ခန်းချင်းဒီကိုတက်တက်ပြုတ်တယ်အခွန်အာလူကိုတက်တက်ပြုတ်တယ် ခင်ဂျင်ဒီကိုအခွန်နှော်ထားပြီးတော့အခွန်ပြန်ဖယ်ပြီးတော့အနှစ်တိုက်ထားတယ်အဲ့ဟာနဲ့မှဒီလိုသမင်းနဲ့ပြန်နေတာပေါ့နော်သမင်းရဲ့အားလွယ်ခင်ဂျင်ဒီရဲ့ပဲပုတ်ဒီထည့်ပြီးတော့ပြန်နေတာဒါကြတော့အလွယ်လုံးပြတာပါသမင်းရောအလုံးချီချီပြီးတော့နေပေးပါတယ်အထိပဲပုတ်နဲ့လေးထည့်တာကြတော့လေမွှေးနေရပဲစီးလာပြီတကယ်သမင်းကလေအားလွယ်ပါတယ်ကန်လို့ချာကောင်းရင်းဆန်ထည့်ရမယ်နော် ခဲ့ပြီးရင်ထမင်းကိုဒီလိုအလုံးလေးလောက်ထားပါမယ်နော်ငါထမင်းနဲ့မှမပါမဖြစ်ရုပ်တီတံပေါ့နော်အဲ့ဒါကိုစီလေးထည့်လိုက်နည်းမိုက်ခရိုဝေးထဲမှာဝါးနည်းနည်းတမ်းနေရိုက်လိုက်တဲ့ခုဆိုရင်ကိုရင်မကိုစိတ်ချိုင်းလိုလဲတကူလှုပ်ရှားလို့ရတယ်ငါချမင်းနဲ့လေးရပါပြီเนาะအကျန်းလွယ်ပါတယ်เนาะ